စစ်တပ်မှာလည်းအခုမတရားမှုတွေစတွေ့လာရပြီအဲ့ဒါအမှုတစ်ခုကိုကျွန်တော်ပြောပါမယ်နော်အဲ့ဒီအမှုကိုခင်ဗျားတို့မစီမံမဆောင်ရဖို့လားကျွန်တော်နာမည်တွေပါကျွန်တော်ထုတ်ပြောပါလိမ့်မယ်နော်တက်နာမည်ကတော့မုံညင်းမျိုးကနော်ခလာရ15ပေါ့ဗျာနော်ခလာရ15အဲ့တော့ကျွန်တော် like တစ်ခုပြောမယ်ဟေ့ဆိုရှင်လည်းမတရားလုပ်ထားတဲ့သူတွေအနေနဲ့ရင်တထိတ်ထိတ်ပေါ့ဗျာနော်ရင်တထိတ်တွေပါအခုတော့ပါလာပါပြီအခုမတရားလုပ်ထားတဲ့ပုံစံမျိုးတွေတွေ့လာရပြီအဲ့တော့ခင်ဗျားတို့မုံညင်းမျိုးခလာရ15ဖြစ်ချင်တိုင်းဖြစ်နေတဲ့ပုတ်ဦးကိစ္စကိုခင်ဗျားတို့ရှင်းမလား ကျွန်တော်နေနေတော့အားလုံးတော်ပြည်သူတွေသိအောင်ကျွန်တော်နေပြောရပါလိမ့်မယ်အဲ့တော့ခလာရ15မှာเนาะအမ်ခေါ်ပါဆိုရင်ဌာနခွဲဘုံကြီးပေါ့၃ဖွင့်ပေါ့၃ဖွင့်ဘုံကြီးကသူနဲ့တပတ်ဆင်တယ်ဆိုတော့သူ့လိုပဲ၃ဖွင့်နဲ့ပဲပေါ့ကွာเนาะ၃ဖွင့်နဲ့ဘုံကြီးတဦးရဲ့ဇနီးမယားကိုเนาะဇနီးမယားကိုအဲအတူတူအရက်တူတူတောက်ပြီးတော့တဲ့เนาะအရက်တူတူတောက်ပြီးတော့ရရှိဒီစာရိတ်တာထဲမှာပေါ့เนาะ သမီးအဖြစ်မူးလို့ပဲเนาะအရက်တူတူအရက်မိုးအောင်တိုက်ပြီးတော့ကြမ်းစီတယ်ပေါ့ဆိုတော့ကျွန်တော်ကကြမ်းစီတာလားဒါကတော့ကျွန်တော်အခုစဉ်းစားဆုံးဖြတ်တနည်းအားအခုလောဆယ်လောလောဆယ်ယူဆလို့ရတာကတော့အရက်မိုးအောင်တိုက်ပြီးတော့လိန်ဆက်ဆန်လိုက်တယ်ပေါ့ဗျာနော်အဲလိန်ဆက်ဆန်လိုက်တဲ့အခါမှာအဲဘသူ့ကိုခေါ်ခိုင်းနေဆိုတဲ့ခါကျတော့တက်ချက်ကြီးပေါ့တက်ချက်ကြီးနာမည်လည်းကျွန်တော်သိရနာမည်ကျွန်တော်မပြောသေးဘူးနော်အဲအဲ့ဒီဒီဘောကောင်းမဆိုရှင်လိန်ရက်မိုးအောင်တိုက်ပြီးတော့ရက်မိုးအောင်တိုက်ပြီးတော့လောက်လိုက်တဲ့ဒီပူကြီးကိုလည်းနာမည်သိတယ်ကျွန်တော်မပြောသေးဘူးနော် ဘာကြောင့်လဲဆိုတော့ဆိုရင်လှုပ်ရှင်တာလှုပ်ဆရာရှိတာတွေလှုပ်ပါစေဘောเนาะကျွန်တော်အများကြီးသိခံထားပါတယ်အဲ့တော့တက်ချက်ကြီးသွားပြီးခေါ်လာပြီးတယ်ခေါ်လာပြီးခါမှာရက်တူတောက်ကြတယ်တောက်ကြပြီးတော့စားရည်သားထဲမှာပဲအာကာမဘယ်လိုခေါ်မလဲဆိုရှင်ကြံစီလိုက်တယ်ဗောကာမကြံစီလိုက်တယ်ဗောကာမယူလိုက်တယ်ဗောနော်ကာမရယူလိုက်တယ်ဗောအဲရယူလိုက်တဲ့အမှုကအဲ့မှာမပြီးသွားဘူးမပြီးတော့ဒီအမျိုးသမီးကမချင်တတ်ဘူးမချင်တတ်တဲ့အခါမှာဒီတယင်းမှုရဲ့မိမကတွန်းညိတယ်အတူညိမှာပြဿနာတက် တရင်မှုကအေးအေးပါကျွန်တော်ဘယ်မှာဖြစ်ဖြစ်နော်ဟိုခဏောက်နိုင်ငံအကြီးအကဲတွေမှာလေကျွန်တော်တို့ဒီအရာရှိကြီးကအဲ့လောက်တိမဟုတ်ဘူးဗျာအရာရှိကတော်ကြီးကတော်တော်ဆိုးတာသူတို့ကအုပ်ချုပ်နေတယ်သူတို့ကြောက်ရတဲ့ပုံစံမျိုးဖြစ်တရင်တရင်တရင်နေမှာအဲ့လိုပဲသူတို့အာနာပါဝါပို့ပြတယ်အဲ့တော့အခုဒီဖြစ်ရက်ကဒီဖြစ်ရက်ကသူစမှာပဲကျွန်တော်တတ်တတ်လုံးသိကုန်ကွာသူကသွားပြီးတော့ညှိနိုင်တာဟုတ်အဲညီမလေးရဲ့မတိုင်ပါနဲ့ပေါ့ပစံငွေ330ပေးပါမယ်ဆိုတဲ့ပုံစံနဲ့သွားညှိတယ်အဲညှိတဲ့အခါမှာတော့သူညှိတဲ့အချိန်မှာကြားသွားတဲ့ရဲမိတယောက်စီကနေပြီးတော့တရင်ကဆက် ွားပါလေပွားလဲပွားတော့မှအမျိုးသမီးရဲ့ယောက်ျားကတိပါတယ်တိပါတော့ဒေါသထွက်တာဗောဗျာသူသူကိုကိုဗောဗျာနော်သူသူကိုသူ့မိမထိတဲ့ခါကျတော့သူ့မိမကိုဒါမျိုးကြံစီလိုက်တယ်မနှိမ်လိုက်မနှိမ်ချင်းလိုက်တယ်ဗောဗျာနော်ပြောရမယ်ဆိုလို့ရှင်နော်ဟုတ်လားဒါလိုပဲပြောရမှာဗောအလိုမတူဘူးဆိုတာမနှိမ်ချင်တာပဲနော်အာမနှိမ်ချင်လိုက်ဆိုတော့ယောက်ျားတယောက်ပဲဘယ်ခံနိုင်ရရှိလိမ့်မလဲနော်အဲတော်သေးတာဗောတနတ်တွေပါယူပြီးတော့နင်လားငါလားဆိုပြီးတော့ဟုတ်လားနင်လားငါလားသွားမဲ့ပြစ်တတ်လိုက်တာကံကောင်းတယ်သူဒါမျိုးလည်းဒီအရာရှိဒီဘူကြီးကသူလည်းဘူကြီးပဲဘူကြီးက အဲဥပဒေနဲ့ရှင်းပါမယ်ဥပဒေနဲ့ရှင်းပါမယ်ဆိုပြီးတော့အထက်ကိုတိုင်ပါလေရောနော်အတိုင်တဲ့အခါမှာလုံးဝမတိုင်ဘူးဆိုပြီးတော့တယင်းမှုနာမည်လည်းသိတယ်တယင်းမှုကရောနာမည်လည်းသိတယ်သူတို့နှစ်ယောက်ကနေပြီးတော့ဖိအားပေးပါလေမတိုင်နဲ့ပေါ့နော်လုံးဝမတိုင်ပါနဲ့တိုင်လို့ရှိရင်ဘာဖြစ်မညာဖြစ်မှာပေါ့ဗျာနော်အဲဒါလည်းမဟုတ်သေးဘူးနော်နောက်ထပ်ဘသူတွေကမှထပ်ပြီးဖြစ်တက်ဆွဲမှုလို့ခေါ်တာပေါ့ကျွန်တော်တို့ဒီအမြောက်တက်ကမြောက်တက်ကဘုံဘူးကလည်းသူတို့ကိုခေါ်တွေ့ပြီးတော့မတိုင်ဘူးဆိုပြီးတော့ပြောပါလေတဲ့ဩမပြီးသေးဘူးဗျာ ဟိုဘုံမဦးရဖားရနေသူတိုင်းမှုကိုယ်တိုင်းဆင်းလာတိုင်းမှုတွေကတော့ဘယ်တော့မှဆင်းမလာဘူးနော်အေယာဒီမှာဒီလိုပဲတိုင်းမှုတွေကသူတိုင်းမှုနဲ့လွတ်လွတ်ထားပြီလားတဲ့ဒီလိုပဲဒီနာမခအကောင်မဲဆိုတော့အမ်မဘခမှာပေါ့ဗျာအဲသူတို့ကလည်းသူတိုင်းမှုကဆင်းလာတယ်ဆင်းလာပြီးတော့မတိုင်းဖို့ပေါ့နော် PRP ပြောဆိုတယ်ပေါ့နော်အဲတိုင်းမယ်ဆိုလို့ရှိရင်ခုဆိုလို့ရှိရင်ဘယ်လိုစီစဉ်လိုက်လဲဆိုတော့ဟိုပုဂ္ဂိုလ်ကတော့ခွင့်မလွတ်ဘူးနော်ဘုံကြီးကတော့ခွင့်မလွတ်ဘူးသူမိမဟိုဒါမျိုး မရင်းချင်လိုက်တဲ့ဟာကိုမကျင်မရင်းချင်လိုက်ခြင်းကိုလုံးဝခွင့်မလွတ်ပါဘူးခွင့်မလွတ်တဲ့အတွက်ကြောင့်မလို့ဘသူတွေပါပြောပြောတိုင်မယ်တိုင်ပါလေအဲတိုင်လိုက်တဲ့အခါမှာတော့အဲ့ဒီပူကြီးကဘယ်ဘွားရောက်သွားလဲဆိုတော့ချက်ချင်းလငယ်ရှေ့တန်းကိုပို့ပလိုက်ပါလေနော်တတ်ထဲမှာလုံးဝမထားတော့ဘူးမင်းရှေ့တန်းသွားတော့ဟုတ်ပြီအမှုရင်ဆိုင်နေရတော့မရင်းချင်ခံလိုက်ရတော့ပူကြီးရဲ့မိမကတော့တက်ပြင်မှာပြီးနေခိုင်းလိုက်ပါပြီတက်ပြင်မှာနေခိုင်းလိုက်ပြီးတော့တိုင်ကတိုင်ချက်ကလည်းပြီးသွားပြီနော်တိုင်ချက်ကတိုင်သားပြီးသွားပြီတိုင်တဲ့ခါမှာတရခံဖြစ်တော့ ဘူကြီးကျွန်တော်တို့ဒီဌာနခွဲဘူကြီးကတော့တက်မှာရှိနေပါလေဖမ်းချုပ်ထားတယ်ဆိုပြီးတရားခံအောင်တရားခံလို့မထားပြင်းနဲ့နော်အရာရှိရိတ်တာမှာသူ့မိမနဲ့အေးအေးဆေးဆေးပဲထားပါလေတဲ့နော်အဲ့တော့ဒီတိုင်ချက်တွေအားလုံးကိုအခုကြားနာစစ်ဆေးနေတယ်အဲ့တော့ကြားနာစစ်ဆေးတဲ့အခါမှာကြားနာစစ်ဆေးတဲ့အခါမှာဒီပေါ့ဘူကြီးကသူ့ရဲ့ထွက်ဆိုချက်တွေကိုတရားလိုပေါ့တရားလိုဘူကြီးကအခုရှေ့တန်းရောက်နေတဲ့ကြောင့်မလို့ထွက်ဆိုချက်မှန်သမျှကို ရှိတဲ့အဝေးရောက်ထွက်ဆိုချက်ဆိုပြီးတော့သူတို့စိတ်ထဲကစိတ်ထဲကပါနော်စီမံတယ်လို့လှုပ်ဖို့ကြံစည်နေတဲ့အတိုင်းအတာတွေရှိပြီးတော့ဒီပေါ့မရင်းကျင်းလိုက်တော့ပူကြီးကနော်ဟိုဒီပြောမရင်းကျင်းလို့ပြောလို့မရဘူးဗျာကာမလိန်လေပြီးယူလိုက်တဲ့နော်ပူကြီးကအဲပူကြီးကအခုခုရင်ဆိုင်နေရတယ်နော်အဲ့တော့အဝေးရောက်ထွက်ဆိုချက်ဆိုပြီးတော့ဟိုပေါ့ပေါ့ပြပြနဲ့လောက်လိုက်လို့ရှိရင်တော့တရားခံကတော့လွတ်သွားမှာဗျာဒီတရားခံကိုကျွန်တော်တို့ကဆက်လက်လေ့လာကြည့်တဲ့အခါမှာဟာတရားခံကလည်းနည်းနည်းတော့အကောင်မှမဟုတ်ပဲ တရားခံတဲ့နောက်ကောင်မဘသူရဲ့သားဖြစ်နေတဲ့ဆိုတဲ့ခါကြတော့เนาะအာသူကရဲချုပ်ဟောင်းတယ်เนาะဘူချုပ်တန်းလိုင်ရဲ့တမတ်ဖြစ်နေတယ်သူရဲ့သားသူရဲ့တမတ်ဖြစ်နေတဲ့အတွက်ကြောင့်မလို့အဲတော်လေးကိုဒါနဲ့ပတ်သက်ပြီးကျွန်တော်ဒီသတင်းရရှိတဲ့အချိန်မှာကျွန်တော်ဒီပြူကိုလျှောက်ကြိုးစားတယ်ဒီပြူကြိုးစားတော့လည်းပဲအဲတက်အချိန်နေအချိန်နေအချိန်နေအားလုံးကိုကြိုက်လိုက်စုံစမ်းကြည့်ပါသေးတယ်တော်တော်ကြီးကိုတေချာကျွန်တော်ကတေချာလောက်ပြီးပြောလို့ရလောက်တဲ့အချိန်နေမိပါရှိရောက်မှာကျွန်တော်အနေနဲ့ဒီလိုသတင်းလေးကိုကျွန်တော်ပြောပါတယ်အဲ့တော့ဒီကိစ္စဟာ ဆက်လက်ဆုံးခန်းတဲ့ခါမှာလုံးဝသတင်းဖုံးလာတာတွေသွားတွေ့ရတယ်နော်သတင်းဖုံးလာတာတွေအဲ့တော့ဒီကိစ္စကိုခင်ဗျားတို့အဲကျူးလွန်ခံရသူဒီလင်မယားနှစ်ယောက်ဘက်ကမမမမရက်တီပေးဖို့တော့ကျွန်တော်တို့မှတောင်းဆိုရှိတယ်ပေါ့နော် Okay 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 okay